ဝါကိုရင်ဟာကျွန်တော်ဘာမှမလုပ်ထားပါဘူးဆရာငါအခုလာခဲ့တာမင်းကိုကိစ္စတစ်ခုပူပေါင်းဆောင်ရွက်စေချင်တာပဲမင်းမှန်တယ်ဆိုလို့ရှိရင်ငါမင်းကိုလက်ဖျားနေတော့မှဒီပဲပြန်ကိုကျွန်တော်မတတ်ပါဘူးဆရာဟဲ့ဟိုကျွန်တော်ပစ္စည်းပဲခိုးရတာပါဟိုလူတတ်ဖို့လောက်အထိကျွန်တော်သွေးမရှိပါဘူးဆရာရဲ့ လူတွေတွေရှိတဲ့အိမ်ကိုသွားတော့အညာကြီးမိုးရွာနေတော့ထီးထီးနဲ့ရှောက်လာတဲ့ကောင်မလေးဆိုတာသူ့ပါပဲဟာဒါဆိုအိမ်ညာတွေ့ခဲ့တဲ့ကောင်မလေးညာဝိညာဉ်များဖြစ်နေတာမသိဘူးဟောပြုံးတုံးချက်သိမ်းထားလိုက်တာဆရာလေချစ်ကိုရင်ကဘဝကိုရင်